။ဘာပြောကောင်းလဲဗမာမင်းကြီးကောင်းကြီးဖြစ်နေ။ဒီတာဘယ်သူကောင်းကြီးဖြစ်နေ။ဟာဟေးမလေးဟေးသူ့တာလန့်သွား။ကိုတို့နေတာမဟုတ်ပါလား။ရှင်မင်းကြီးရဲ့ကောင်းဟေးကိုတို့နေတာပဲရောက်နေပါလိမ့်မလို့ ကိုယ်သူနဲ့တော့ပဲရောက်နေပါလိမ့်မယ်ရုံးလို့ကြည်လိုက်တော့ကြာမင်းလူပြောင်းလူလွဲလောက်ထားတယ်။မဲကြာလေအတတ်နိုင်သား။မြားရင်တော့ချူတာပေါ့။မြားရင်တော့နိုးစီလေးပါလိရုံးရတော့ကို။ကြာတတ်နိုင်တယ်ပရိသတ်ရဲ့။လူပြောင်းလူလွဲလောက်ထားဟောမောင်သူနဲ့တာကဆင်ပြူတော်ပေါ်ဆွန့်ဆွန့်ကြီးဗျာ။အဲ့ဒီလို့ ရဗရာမင်းကြီးရဲ့ဆံမင်းအုတ်ဆောင်ကိုင်းလို့ခေါင်းကြီးကိုဟောတယ်လို့မှပြီးတော့လေအာနာပကွက်သားဟေးဟေးကိုရောကြီးကိုရောကြီးအဲ့ဝါလေးကိုဇူနေပါဘောလားသူနဲ့တဆုပ်ပြီးတော့ငါတတ်လိုက်တာဗြမရာမင်းကြီးဖြစ်နေပြီပြိဿဘေးကမြင်တဲ့လူတွေဘယ်သူမှမငို့ ြမရမင်းခေါင်းပြကြီးကန်ပြီးဘသူရင်ငိုတော့ဆိုတော့အာနာပကွက်သားတယောက်ထဲငိုကိုတော်ကြီးကိုတော်ကြီးတယောက်ထဲငိုတယ်သူကဘာလို့ငိုတော့ဆိုတော့ငါဒီလူသားမှစားရတဲ့အာနာပကွက်သားเออငါလူတွေအသာခိုင်းနေတဲ့ပြမရာမင်းကြီးမရှိရင်တော့ငါနောက်လူမသက်ရတော့ဘူး လူမသက်ရရဲ့ငါလူသက်ခငွေမရတော့ဘူးငါကိုကျွေးနေတဲ့ယေရှုရှင်ကြီးသေပြီလို့အမေသူနေရာနဲ့သူရောယေရှုရှင်လို့အခေါ်သားကိုပရိသတ်ရဲ့သေပြီငါယေရှုရှင်ကြီးသေပါတော့လားလို့ဗျံမာမင်းကြီး အတွက်အာနာဘကွက်သားတယောက်ထဲငူ၍ဟောမောင်သူနှစ်တာကဆင်းပြူတော်ပေါ်အယောက်အဲ့ဒီကြတော့မှတရားမင်းကကောင်းပင်ကကိုယ်တိုင်ပြ ရုပ်ရုပ်သေးသေးပေါ်လေတရားနာပိသအဲ့ဒီနာဖြစ်ပြက်နေပုံရှင်မရင်ကိုငကောကမှကြည်ကျင်ကြလို့ရောက်လာတဲ့တိုင်းသူပိသလူအများကလည်းကြီးညာအုံကြွကြွရောက်လာကြဟာဘယ်လိုဖြစ်ကြပါလိမ့်ဟဲ့ဘယင်းကြီးဗေမဲခွာဟာဗေမဲတရားမှာတော့အခုဆင်းပြူတော်နဲ့ထွက်လာအမလေးဆင်းပြူတော်မဘယင်းမဟုတ်ဘူးဗျဘယင်းမဟုတ်ဘူးဗျဟာဟေးသေးတာမဟုတ်ထဲကခြုံတက်နေတဲ့ဘာကောင်ကြီးရောဟာတရားမှမသိဘူးခြုံတက်နေတဲ့ဘာကောင်ကြီးမှမသိဘူးတဲ့ တရားမမြင်ဘူးတော့ခက်သားလားပြိတာကြီးမင်းအောင်ခင်ဗျားတို့တရားမြင်ဘူးလားမြင်ဘူးရောကောไก่แท้တောင်ခဏခဏแท้တောင်ဟိုတရားတော့မြင်ဘူးဘူးကြည့်ဟိုမှာအချွန်တက်တယ်နဲ့အခုခေလူတဲ့တရားကိုမမြင်ရတော့ဘူးရုပ်ပုံနဲ့မှလာမြင်ရတော့သည်ဟိုတုန်းကတော့လူပြေလူယုံမာတွေပေါ်ရင်တရားမင်းဆင်းဆင်းပြီးတော့လာခဲ့သည် အခုတော့လေတရားကမဆင်းတော့ဘူးဆင်းလို့လည်းမဖြစ်တော့ဘူး ဆင်းရဲလဲတရားနတ်ပြည်ပြန်ရဖို့မလွယ်ဘူးနေရမှာမဟုတ်ပဲနဲ့နေရမှာမဟုတ်ပဲဟိုလျှောက်ဆင်းရဒီလျှောက်ဆင်းရလွယ်မှမလွယ်တော့ပဲကြည့်တရားနာပြည်တကြီးတရားမင်းကကိုယ်တိုင်ပြ၍အိုးတိုင်းသူပြည်သားလူအများတို့ယံမရမင်းဒီသူများရဲ့လင်းရှိမရကိုပြမမလို့မကောင်းတဲ့ကံကြီးကိုသူကြံနေပြီကြံယုံနေမကပြုတ်နေပြီ ခန္ဓာကိုယ်ကလည်းပြုနေသည်လက်ညှိုးထိုးနေသည်ပါးစပ်ကလည်းပတ်ဟဲ့လို့ခိုင်းနေသည်စိတ်ကလည်းကြံနေသည်ဒါကြောင့်သူသည်မကောင်းတဲ့ကံကိုပြုသဖြင့်သူပြုတဲ့ကံအိုးတန်ယူပြီးသားလူများတို့သူသာခံရသည်မကောင်းတဲ့ကံပြုသည်များဒီလိုခံရမယ်ဆိုတာသင်တို့ပဲတတိထားကြကုန်တော့ယခုအဋ္ဌိဏဒါနသိခါဘုကိုကျူးလွန်ခြင်းမရှိဘူး ဗရမယအုတ်ဆောင်ကိုသူတို့တင်ပြီးသူတို့သခိုးလို့ဆူဆွဲခြင်းဖြစ်တာဖြစ်သည်တို့ဘာ၍ဗြမရာမင်းကြီးကဲ့သို့ရောက်မှာပါကပင်တို့သည်ကိုပြုတ်တဲ့ကံကိုသာခံရမယ်မောင်သူနှစ်တကဲ့သို့ကောင်းသောကာယကံဝစီကမနောကံမှုတွေပြုတ်ပါကယခုကဲ့သို့ဆင်မြူတော်ပေါ်တင်ပြီးတော့ရှင်မင်းဖြစ်တာကိုကြည့်ကြငါကိုယ်ရဲ့အဘိဓိသုံးလောက်နဲ့မဟဲ့လို့ မောင်သူနဲ့တရမရသေးသူ့ဇာတာကရွှေလဲဆွဲလို့ဆင်းပြတော့ဥပင်မော်တင်၍တကြမ်းမင်းကိုယ်တိုင်လက်ဆက်၍တိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်ပါလော့လို့အနံ့ခဲ့ပါတယ်ဗျာမောင်သူနဲ့တတို့ဘာဖြစ်သွားလဲရှင်မယင်ဖြစ်သွားပါလားရှင်မယင်ဖြစ်သွားပြီနော်ရှင်မယင်ဖြစ်သွားတော့ပေးထားတဲ့ဇလန်းနာမည်ကပါတယ် ကိုပြုတ်တဲ့ကံကိုသာခံပေးတဲ့နာမည်နဲ့ကောဇက်ထုံးတယ်ကောကြိုက်ကြလားဇက်ပေါင်းရအောင်ဟေ့အဲ့ဒီလိုအတိတ်တော်ကိုဆောင်ရွက်ဘုရားကိုတော်မြတ်ကခြေသားတော်ဒေဝနတိဒီဘဝမှာငါဘုရားကိုတတ်အောင်ကြံစီသည်တတ်ရအောင်ကြံစီသည်မဟုတ်ဟိုဘဝတော့ကလည်းဒီလိုကြံခဲ့ဘူးတယ်ဟောနောက်ဘဝက ။တရားမင်းဒီငါဤသားကြီးရှင်အနုယုတ်တာဖြစ်လာတဲ့ခြေသားတို့နားထောင်နားထောင်ဇက်ပေါင်းလေး9မိနစ်မကြာဘူး။ပိသာကြီးနောက်ဘဝကတရားမင်းကဘာဖြစ်လာလဲကျွတ်တို့ဖရားလက်ထက်။ရှင်အနုယုတ်တာဖြစ်လာတယ်။ဟောနောက်ဘဝက မောင်တုနစ်တာကိုတတ်မလို့ကြံရွယ်နေတဲ့တိုင်းပြည်အုပ်ချုပ်သောဗြမရရှင်ဘရင်သည် ယခုငါဖះကိုတတ်ဖို့ကြမ်းနေတဲ့ဒေဝရဖြစ်လာတဲ့ခြေသားဆိုရေသာကြီးဟိုနောက်ဘွားကဗြဟ္မရမင်းကြီးကဖះလက်ထက်ပါလာဖြစ်ဒေဝရဟိုနောက်ဘွားကမောင်သူနိတ္တလို့ခေါ်တဲ့မျက်လုံးလှတဲ့ယောက်ျားကြီးခြေသားတို့ယခုငါဖះဖြစ်လာတဲ့ခြေသားဆိုဟိုနောက်ဘွားကမောင်သူနိတ္တရဲ့မယားဖြစ်တဲ့သူ့ဇာတာကြီးယခု ယာဟုလမေတော် ဖြစ်လာတဲ့ခြေသားတို့ပြည်သာယာဟုလမေတော်ဆိုတာဘယ်သူတို့ယင်ကြည်တာနော်ဖခင်ကိုယ်တော်မြတ်အသုံးအနှုံးဖခင်ကဒီဘဝမှာငါအဟွာလို့မပြောဘူးယာဟုလမေတော်မထကြောင့်ပေါ့ခုခေတ်ကလည်းဖခင်ကိုယ်တော်မြတ်သာသမီတွေဆိုတော့သူတို့ကလည်းအသုံးနှုံးကတမျိုးအမဲသာသားတို့အဖေတဲ့ပြောနေတာလေသမီးတို့အဖေတဲ့ မဲခုလင်ကိုပြောရမှာပါဒီတချို့ကအရှက်သားမဲတချို့မိမတွေကြတော့တော့တငယ်ချင်းတဲ့ကျွတ်ဖုန်းကြီးတွေလျှောက်တော့ဥစင်းတို့တကာကြီးတဲ့ဘယ်တော့မှသူ့လင်သူ့လင်လို့မပြောဘူးဖယားကိုယ်တော်မြတ်အသုံးနှုံးကိုသိထားတယ်ဖယားသားသမီးတွေမို့နဲ့တူပါရဲ့တချို့ကြတော့လဲကိုယ်လင်သားနာမည်မခေါ်ဘူးတချို့မိမများထမင်းစားကနီစာလျှောက်တဲ့အတိုင်းပဲဟေးထမင်းစားရဟာဘာလို့မှလည်းမသိဘူး လင်းနာမခေါ်ရမှာအတော်ရှက်တယ်တချို့ကြတော့လေတို့အင်ကလူကြီးတဲ့တချို့မိမကြတော့လေအရင်မရှိဖျံပြီးတို့အင်ကဟာကြီးတဲ့ဘာကြီးမှမသိဘူးအင်ကလူကြီးဆိုတော်သေးဟောအသုံးနှုံးနေပြောပါတယ်ဒါကြောင့်တရားနာပိသားကြီးဖယားကိုရောင်မြတ်ကအဲ့ဒါလိုဇတ်တော်ကိုပေါင်းတော်မူသည်ဇတ်ပေါင်းတာတော့တည်ပြီးကြုတ်ပြန်မေးမယ်အိမ်ရမပြောတာဖဲရှိနေမှာဆိုလို့ပရိသတ်ကြီးဟိုခုနေကပြောခဲ့တဲ့ဇတ်ထုတ်ထဲမှာ တရားမင်းကဘာလာဖြစ်ပါလိမ့်မလို့မပီမသဖြစ်ပါနော်ပီပီသသာဆိုရင်ဘေးလူတွေနားလည်နေမှာဆိုလို့ရှင်အနုယုတ်တာပါဖရာပရိသတ်ကြီးတရားမင်းကဘာလာဖြစ်တယ်ရှင်ဘုရားဗျာဗြဟ္မရမင်းကြီးကဘာလာဖြစ်တယ်ဘုရားဗျာသူဇာတာလေးကဘာလာဖြစ်တယ် ဟုတ်ပြီမောင်သူနှစ်တာလေးကဘာလာဖြစ်တယ်မြတ်စွာဘုရားလာဖြစ်ပါတယ်ဘုရားဟုတ်သွားပါလားဟိအဲ့ဒါလို့ဇတ်တော်ကိုပေါင်းလိုက်သောချိန်ခါမှာအတိတ်ဇတ်ကြောင့်ကိုနာရတဲ့တန်ဃာတော်အရှင်မြတ်များသည်ဒေသနာဝတ္တာနေသောတာပတိဖလာဒီနိလို့ဆိုတော့သောတာပန်တဂရကအနာဂံဟန္တာဖြစ်ကြဘာကြောင့်ဖြစ်တစ္ဆာဆိုင်သွားတာကိုပိဋကကြီးဘာဆိုင်သွားတာတော့ ဖယားကိုတော်မြတ်အတိတ်ဇာကြောင့်ကိုဟောတော်မူနေစဉ်မှာဩပြမရမင်းကြီးသည်သူ့ဇာတာကိုဆွဲလန်းမြစ်တဲ့ပြီးတော့လင်းရှိမှမသိမရှိမှမသိရှိမှန်သိတော်လဲမရှောင်ရှားပဲနဲ့သူ့ဇာတာကိုဆွဲလန်းနှစ်တဲ့နေတဲ့အင်းကိစ္စသည်လူချင်းရမကြီးလို့ဒုက္ခရဲ့အကြောင်းတရားသမှုရိယသစ္စာပါလားထိုသမှုရိယသစ္စာဤအကြောင်းခံ၍ဗြဟ္မာမင်းကြီးသည် အသက်ဆုံးသည့်အထိခံစားသောရတဲ့အကျိုးတရားသည်ဒုက္ခသစ္စာပါလားထိုသမုဒိယသစ္စာထိုဒုက္ခသစ္စာနှစ်ပါးတို့သည်တကယ်တမ်းကြည့်လိုက်တော့မဂ္ဂသစ္စာလို့ခေါ်တဲ့လမ်းကောင်းလမ်းမှာနိဗ္ဗာန်ကိုရောက်နိုင်တဲ့ခရီးအမှန်ကြီးကိုမလျှောက်ပါက ရောက်နိုင်မည်မဟုတ်ပါလားလို့တမ္မာဒိဋ္ဌိအစတမ္မာတမ္မာဒီအစုံမက်ကင်ရှစ်သွယ်နဲ့ လမ်းကောင်းလမ်းမှန်ကြီးကိုရှောက်လိုက်တာဟောနောက်ကဘုရားတပည့်သားတန်ဃာတော်များစီသောတာပန်သက္ကရာကအနာဂတ်ဟန္တာဖြစ်ကြ၍ဏိရောဓသစ္စာဆိုင်လို့နိဗ္ဗာန်